ဝေးတိုင်းမြန်မြို့နယ်အတွင်းမှာမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်အောက်ခံအိတ်ဘလက်အညာမြေစစ်စင်ရေးအဖွဲ့ကပထမအကြိမ်မိုးမှန်တင်တဲ့စစ်ပွဲကိုပြုလုပ်ခဲ့တယ်လို့ဧပြီ25ရက်မှာအဲ့ဒီအဖွဲ့ကထုတ်ပြန်ပါတယ်။အဆိုပါမိုးမှန်တင်တဲ့မှာမတ်လ23ရက်ကစတင်ခဲ့ပြီးအမျိုးသမီးတပ်ဖွဲ့ဝင်3ဦးနဲ့အမျိုးသားတပ်ဖွဲ့ဝင်42ဦးတို့ပါဝင်ပြီးတင်တဲ့စစ်ပွဲကိုတော့ဧပြီလ23ရက်မှာနေ့လယ်3နာရီကနေ9နာရီအထိပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ Good is our refuge. စစ်စင်ရေးကာကွယ်ရေးတရားဥပဒေစိုးမိုးရေးအပြင်လက်နက်ကိုင်စည်းကမ်းစစ်ရာဇဝမှုများမကျူးလွန်မှုအတွက်ရည်ရွယ်ကဒီတင်နှန်းကိုပြုလုပ်ခဲ့တာလို့အိတ်ဘလက်အညာမြေစစ်စင်ရေးအဖွဲ့ဝင် MVB Revolution Force အဖွဲ့ရဲ့ပြောရေးစကွင်းရှိသူရဲဘော်ကိုဆိုင်ကပြောပါတယ်ဒီကျွန်တော်တို့ဒီရွေချက်ကတော့ပေါ့ဗျာဒီနောက်ပိုင်းတော်လန်ရေးကကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ local လေးတွေကတစ်ဖွဲနဲ့တစ်ဖွဲနဲ့နည်းနည်းလေးကွဲ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 တာတွေရှိအတွက်ကျွန်တော်တို့ဒါတွေကိုပြန်ပြီးတော့ဟိုဒီစီလုံးညီညွတ်မှုတစ်ခုရအောင် အောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ A plus ဆိုတဲ့အနေနဲ့ကျွန်တော်တို့တိုက်ခိုက်ရေးပိုင်းနေမှာအရင်ကတိုက်ခိုက်ခဲ့ရတာရှိရဲ့ဗျ။အော်အဲ့အတွက် ပြန်လဲပြီးတော့ဒီရဲဘော်တွေရောစီလုံးညညမှုတွေအဲကျွန်တော်တို့တွေအင်အားအဲဖွဲ့စည်းမှုတွေအဲညီညွတ်မှုတွေအတွက်ကျွန်တော်တို့ကအဲ့လိုရေးချက်တွေလည်းပါတယ်ဗျ။ပါဝင်တက်ရောက်ခဲ့တဲ့တင်နန်းသား45ဦးဟာအိပလက်အညာမြေစစ်စင်ရေးအဖွဲ့ဝင်10ဖွဲ့ဝင်တွေဖြစ်ပြီး တင်နန်းကိုတော့အတွေ့အကြုံရှိတဲ့တပ်ဖွဲ့ဝင်တွေကပြန်လည်တင်ကြားပေးခဲ့တာလို့လည်းအိပ်ပလက်အညာမြေစစ်စင်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုစံရှိကပြောပါတယ်။ဒီအိပ်ပလက်ထဲကပဲဗျာအခုဘေးကနေခေါ်တယ်လို့တော့မရှိဘူး။အိပ်ပလက်ကျွန်တော်တို့စုဖွဲ့မှုဒီရှစ်ဖွဲ့တွေကနေမှကျွန်တော်တို့တင်နန်းသားတွေပါတာဗျ။တင်နန်းသားတွေဆိုရလဲကျွန်တော်တို့ရွေးချယ်ထားတာမဟုတ်ဘူးဗျ။သူတို့ကသူတို့ဘယ်ငါကြီးတို့မင်းတို့တင်နန်းစင်ပါဝင်ပါလားဒီလိုပဲကျွန်တော်တို့မေးလိုက်တယ်။ပါဝင်မှာကိုကျွန်တော်တက်မယ်ဆိုတော့ဒီလိုမျိုးရဲပေါ်တွေသူတို့စိတ်ပါမှတက်ဖို့ရပဲကျွန်တော်တို့က ဟိုဟာတင်းတန်းဆင်းခိုင်းနေကြစိတ်မပါဘဲနဲ့ကျွန်တော်ဆင်းခိုင်းနေဆိုလဲအဆင်မပြေဘူးလေသူတို့စိတ်ပါဖို့ပဲအဓိကဆိုပြီးတော့သူတို့စိတ်ပါတဲ့လူပဲလိုက်ခဲ့ဆိုကျွန်တော်တို့အဲ့လိုခေါ်လိုက်တာဗျတော်များများပါခဲ့တယ်ဗျပြန်နေရဲပေါ်နေတယ်ဗျတင်းတန်းဆင်းပွဲမှာတင်းတန်းကာလာအတွင်းထူးချွန်တင်းတန်းသားတွေကိုလက်ဖြောက်စုဇွဲစုစံပြစုအနှင်းနာခံစုတွေအဖြစ်ငွေသားချင်းမြင့်ခဲ့ကြပြီးနေချောင်းအနေရဲ့အကြောင်းအခမ်းအနားကိုအချင်းချိုပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်